စီးစိန်တိုင်းအသက်မတီးဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကိုအတူတကွာဆင်ခြင်ခွာရတော်ဖို့ဖြစ်ပါလေလူတစ်ယောက်ကမိကုံးတွေလိုက်မင်းနေတဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်ကြည့်ဖူးပါတယ်သူကဒီနေ့မင်းကို1 billion ပေးမယ်ဒါပေမဲ့မနှက်ပြန်ကြရင်တော့မင်းအသက်သေးလိမ့်မယ်ဒါဆိုရင်ငါပေးတဲ့အခွင့်အရေးကိုလက်ခံပါသလားလို့လူတွေကိုလိုက်မင်းနေပါတယ်အကုန်လုံးက no လို့ဖြေပါတယ်1 billion ဆိုတဲ့ငွေကနေတဲ့ပမာဏတော့မဟုတ်ပါဘူးဒါပေမဲ့လက်မခံကြဘူးဒါဆိုရင်ဘာကြောင့်လက်မခံကြတာလဲငွေတက်အသက်မြတ်လို့ဖြစ်တယ်ပြီးတော့လောကစည်းစိမ်ကလည်းလူရဲ့အသက်ကိုမဝယ်နိုင်လို့ဖြစ်ပါတယ်ပခင်ယေရှုကကျွန်တော်တို့ကိုဥပမာတစ်ခုပြောပြခဲ့ပါတယ်တထေးတယောက်ဟာတဲ့စိုက်ပျိုးရေးလုပ်တဲ့အခါမှာ မြေကောင်းတဲ့အတွက်ကြောင့်မို့လို့အသီးအနှံတွေအများကြီးဖြစ်ထွန်းခဲ့တယ်တဲ့ဘလောက်တောင်အောင်မြင်တယ်လဲဆိုရင် သူ့ရဲ့အသီးအနှံတွေကတိုထားစရာနေရာတောင်မရှိလောက်များလွန်းနေတဲ့ဒါနဲ့တထီးကဘလူချန်စီလဲဆိုရင် သူ့ရဲ့တိုက်ကိုဖြတ်ပြီးတော့ပူကျေတဲ့တိုက်တွေကိုစောက်ပြီးမှအသီးအနှံတွေကိုအဲ့ဒီမှာတိုထားမယ်လို့အကြံထုတ်ခဲ့တယ်တဲ့ပြီးတော့သူ့ရဲ့ဝိညာဉ်ကိုလည်းအချင်းဝိညာဉ် နှစ်ပေါင်းများစွာသုံးဆောင်ဖို့အတွက်ဥစ္စာတွေကိုငါတို့ထားပြီးညင်ဝတ်စွာနေပြီးတော့စားတောက်ခြင်းပျော်မွေ့ခြင်းအမှုတို့ကိုပြုလို့လို့ဒီလိုပြောမယ်လို့အကြံရှိပါတယ်အဲ့ဒီခါမှာဘုရားသခင်ကတတိယဝိညာဉ်ကိုရုပ်သိမ်းတဲ့အချိန်ကိုရောက်စီပြီးတော့မှမင်းတို့ထားတဲ့ဥစ္စာကိုဘသူပိုင်တယ်လို့မိခွန်းထုတ်ခဲ့တယ်တဘောကတော့စီးစိမ်ဥစ္စာဘလောက်ရှိရှိအဲ့ဒါကိုကျွန်တော်တို့မပိုင်ဘူး အရာအားလုံးပိုင်တာတွေသူဟာဘုရားတခင်ဖြစ်တယ်ဆိုတော့ကိုသိစေဖို့ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကဘာတွေလဲ။ဘုရားတခင်ရဲ့ဗန္တာဆိုးများတာဖြစ်ကြပါတယ်။ဗန္တာဆိုးမိဒီကသစ္စာရှိရမယ်။တခင်အလိုရှိတဲ့အတိုင်းပြုဖို့ရန်တော့ဗန္တာဆိုးမှာတောင်းရှိတယ်။ဘုရားတခင်ကကျွန်တော်တို့ကိုနိုင်ငံတော်ကိုပေးဖို့အလိုရှိတယ်လို့ဖော်ပြထားတယ်။အဲ့အတွက်ဘုရားတခင်ရဲ့နိုင်ငံတော်ကိုအရင်ရှာခိုင်းတယ် လူကအခန်းကြီး7နဲ့အပိုင်ငယ်31-32ကိုကြည့်ပါကျွန်တော်ရဲ့စိတ်နှလုံးကဗန္တာရှိတဲ့နေရာမှာရောက်တတ်တယ်တဲ့ဘုရားသခင်ကကျွန်တော်ရဲ့စိတ်နှလုံးကိုနိုင်ငံတော်တွေကို ရောက်နေစေခြင်းနဲ့အရာရှိတစ်ယောက်ကဒါဝရအသက်ကိုအမွေခံရဖို့ဘာလုပ်ရမလဲလို့တခင်ယေရှုကိုမေးခဲ့ဘူးတဲ့တခင်ယေရှုကလည်းပြည့်ညတ်တော်တွေကိုစောင့်ရှောက်ဖို့ပြောတဲ့အခါမှာအဲ့ဒီပြည့်ညတ်တော်တွေကိုတဲ့သူကမြေကလေးကစောင့်ရှောက်ခဲ့တဲ့အကြောင်းပြန်လျှောက်ခဲ့တယ် ။ဒါနဲ့သခင်ယေရှုကသူ့ရဲ့ဥစ္စာရှိသမျှကို ရောင်းပြီးတော့မှတဲ့ဆင်းရဲတဲ့သူတွေကို ပေးဝေဖို့ပြောလိုက်တယ်။အဲ့ဒီခါမှာတော့အရာရှိကစိတ်မသာညှိထွားပြီးတော့မှထွက်သွားခဲ့တယ်။အဲ့တော့ကိုမင်းတဲ့အခါမှာသခင်ယေရှုကဥစ္စာရတတ်တဲ့သူကတဲ့ဖျားသခင်ရဲ့နိုင်ငံတော်တွေကိုဝင်ခဲလာတယ်လို့မိန့်တော်မူခဲ့တယ်။ဒီတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအမွေခံရဖို့ကပြည့်ညတ်တော်တွေကိုစောင့်ရှောက်ရုံနဲ့မလုံလောက်ဘူး ဥစ္စာပစ္စည်းတွေကိုလည်းပဲဝေမျှတတ်ဖို့လေလိုတယ်ဆိုတော့မင်းတို့ရတယ်တချို့လူတွေကဥပမာတွေက တထိတ်လိုပဲရတဲ့မြောက်ကိုကိုယ်အတွက်ပဲတုံးတယ်ကိုရှာတာကိုယ်အတွက်လိုပဲတင်တယ်အဲ့ဒါလိုလူကိုပြားတခင်က လူမိုင်းလို့ပြောလိမ့်မယ်ပြားတခင်ကကောင်းကြီးထပ်မပြီးတော့ဘူးဆိုရင်ဘလို့လောက်ကြမလဲတော့မသိဘူးပြားတခင်ပြီးတဲ့ကောင်းကြီးကပြားတခင်ရဲ့နိုင်ငံတော်အတွက်ပြန်ပြီးတော့မှအတုံးချဖို့ရန်အတွက်ဖြစ်ပါတယ်ဘလို့အတုံးချကြမှာလဲ ဆင်းရဲသားတွေကိုစွန့်ကြည့်ခြင်းကဘုရားတခင်ရဲ့နိုင်ငံတော်ထဲမှာစူဆောင်းတဲ့နီလန်ဖြစ်ပါတယ်။ကျမ်းစာထဲမှာအငြိဆုံးတော်သူကိုမဆတာဟာဘုရားတခင်ကိုမဆရတဲ့အတူတူဖြစ်တယ်လို့ဖော်ပြပါတယ်။အငြိဆုံးဆိုတာကအသက်ငြိတာကိုပြောတာမဟုတ်ပါဘူး။သူငြိတွေလိုပဲမိမိကိုကိုလှုပ်ဆောင်ဖို့ရန်အတွက်မသက်စွမ်းနိုင်တဲ့သူဥပမာဆင်းရဲသားမုတ်ဆိုးမဒုက္ခိတာစသဖြင့်အဲ့လိုလူတွေကိုဆိုလိုတာဖြစ်တယ်။ ဲ့တော့ဒုက္ခဆင်းရဲရောက်နေတဲ့သူတွေကိုယေရှုပြုရင်ဘုရားသခင်က ပြန်ပြောမှာယေရှုပြုလိုက်မယ်။ဘုရားသခင်ပြန်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ပေးခဲ့တဲ့လောက်ပဲပြန်ရမှာမဟုတ်ပါဘူး။နိုင်ငံတော်တစ်ခုလုံးကိုပါအပိုင်ရမှာဖြစ်တယ်။အာမင်။အဲ့တော့မမြဲသောစီးစိမ်ကိုမန်တော်စီးစိမ်အဖြစ်လွဲပြောင်းယူလို့ရပါတယ်။တစ်ခုတည်းတော့နေလန်ကတော့ဥစ္စာပစ္စည်းတွေကို အသုံးပြုတဲ့နေရာပါ။ဘုရားသခင်ရဲ့အလိုတော်နဲ့အညီအသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဒီလိုပြောလို့ရသမျှကိုပေးကမ်းခြင်းမှာပဲအသုံးပြရမယ်လို့မဆိုလိုပါဘူးစေဖို့တပိုးကတော့ဘုရားတခင်ရဲ့ဥစ္စာဖြစ်တဲ့အတွေ့အကြုံလို့ပြန်ပေးရမှာဂျင်းသေးပါတယ်တက်မှာကိုးဖို့ကြံသေးတယ်ကိုးဖို့တည်းကနေပြီးတော့မှဘယ်နှဖို့ကိုဘုရားတခင်ရဲ့နိုင်ငံတော်ထဲမှာစူဆောင်းပါလေဒါကတော့တင့်ရဲ့စေတနာပေါ်မှာမူတည်တာဖြစ်တယ်တိကျတစ်ခုကတော့မြတ်မြတ်ချင်းရင်တော့မြတ်မြတ်ပြန်ရေးရလိမ့်မယ် ဒါကြောင့်မို့လို့လော်ကီစီးစိန်အပေါ်မှာ လောဘမတက်ပါနဲ့စီးစိန်ရှိရင်လည်းစီးစိန်မှာအသက်မတည်ဘူးလို့ကျမ်းစာက ဖော်ပြပါတယ်ကျွန်တော်ရဲ့အသက်ကဘုရားသခင်ရဲ့လက်တော်ထဲမှာပဲရှိပါတယ်အဲ့တော့ဘုရားသခင်ရဲ့ကျေးဇူးပြုနေတော့မှာနိုင်ငံတော်ကို ရှာကြရအောင်မဆွေးမဟောင်းတက်တဲ့အိတ်ကို ချုပ်လုပ်ကြရအောင်တခိုးမရောက်အိုးများမဖြစ်စည်းရအရက်ကောင်းကင်ဘုံမှာမကုံဆုံးနိုင်တဲ့ဘန္တာတွေကို စီးပူကြရအောင် ဒါကြောင့်မို့လို့ခြေရတဲ့ညီကောင်မောင်နှမတို့ကျွန်တော်တို့ဟာမြေတော်စည်းစိမ်ကိုကောင်းကင်ဘန္တာတိုက်ထဲမှာတူလောင်တက်တဲ့အသက်တာတွေဖြစ်စေမိကြောင်းဝေငှလိုက်ပါတယ်။အရောက်စီတိုင်းပေါ်မှာဖျားရှင်အထူးကောင်းကြီးပေးပါစေ။